အားလုံးပဲမင်္ဂလာပါ။ဆရာမကတော့ Grade 11ပထဝီဝင်ကိုသင်ကြားမဲ့ဆရာမပဲဖြစ်ပါတယ်။ဆရာမဒီနေ့သင်ကြားမှာကတော့ Grade 11ပထဝီဝင်ရဲ့အခန်း1အာရှတိုက်ရဲ့ဘာဝပထဝီဝင်ကမှ1.3အာရှတိုက်ရဲ့ရေးစင်းအကြောင်းကိုသင်ကြားမှာဖြစ်ပါတယ်။ ရမတို့ဒီသင်ခန်းစာကိုသင်ကြားရတဲ့ရည်ရွယ်ချက်ကတော့အာရှတက်ရဲ့ပထဝီဝင်ဆိုင်ရာအခြေခံအချက်တစ်ခုဖြစ်တဲ့ရေစင်းအကြောင်းကိုဖော်ပြတတ်ဖို့နဲ့အာရှတက်အတွင်းမှာရှိတဲ့မြစ်များတွေကမှအတိတ်သမုတ်တရားတွေကို စီးဝင်တဲ့မြစ်တွေအလဲပိုင်းတောင်တန်းစုံမှာရှိတဲ့ကုန်းတွင်းရေစင်းအခြေအနေတွေနဲ့အိန္ဒိယသမုတ်တရားတွေကိုစီးဝင်တဲ့မြစ်တွေကို ခွဲခြားသိရှိစေဖို့ပဲဖြစ်ပါတယ် အာရှဒတ်ရဲ့ရေစင်းအကြောင်းကိုမတင်ကြားခင်မှာဏိဒန်းအနေနဲ့ပြောရမယ်ဆိုရင် အာရှဒတ်မှာရှိတဲ့အဓိကမြစ်ကြီးတွေဟာအာရှဒတ်ကိုဝန်းရံထားတဲ့ပဝန်းကျင်မှာရှိတဲ့ပင်လယ်တွေသမုဒ္ဒရာတွေတဲ့ကိုစီးဝင်ကြတယ်။ဒါပေမဲ့လို့လေအာရှတိုက်အလဲပိုင်းမှာစီးစင်းနေတဲ့မြစ်အချို့ကကြတော့ပင်လယ်တွေကိုစီးဝင်ခြင်းမရှိဘဲနဲ့သူကကုန်းတွင်းရေစင်းဒေသအနေနဲ့ရှိနေတယ်။ ။ဒါကြောင့်မလို့အာရှတပ်ရဲ့ရေစင်းဒေတာကြီးတွေကိုဆီယမားတို့ကဒေတာကြီး၄ခုအဖြစ်နဲ့တွေ့ရပြီးတော့เนาะအဲ့ဒီဒေတာကြီးတွေကတော့အတိတ်သမုတ်တရားရေစင်းဒေတာအလဲပိုင်းတောင်တန်းဆုံရေစင်းဒေတာအိန္ဒိယသမုတ်တရားရေစင်းဒေတာနဲ့ပစိဖိတ်သမုတ်တရားရေစင်းဒေတာတို့ပဲဖြစ်တယ်။အခုဒီဟာအာရှတိုက်ရဲ့ရေစင်းဒေတာအခြေအနေကိုပြတဲ့ပုံဖြစ်တယ်။အဲ့ဒီမှာ ီအပိုင်းကတော့အတိတ်သမုတ်တရားရေစင်းဒေတာဖြစ်တယ်။ဒီရဲ့အပိုင်းကတော့အလဲပိုင်းတောင်နှန်းစုံရေစင်းဒေတာဖြစ်ပြီးတော့ဒီအပိုင်းကတော့အိန္ဒိယသမုတ်တရားရေစင်းဒေတာနဲ့ဒီအပိုင်းကတော့ပစိဖိတ်သမုတ်တရားရေစင်းဒေတာပဲဖြစ်ပါတယ်။ဓမ္မအုံဆုံးအတိတ်သမုတ်တရားရေစင်းဒေတာအဲ့ဒီရေစင်းဒေတာဆိုလို့ရှိရင်အာရှတိုက်ရဲ့မြောက်ပိုင်းမှာရှိတဲ့တူတောင်းတဲ့မြစ်တွေ ဆိုက်ဘီးရီးယားလွင်ပြင်ကြီးပေါ်မှာရှိတဲ့ရှေလျားတဲ့မြစ်တွေနဲ့မြဝမ်းလွင်ပြင်နေနဲ့ဖွဲ့စည်းထားတဲ့အပိုင်းဖြစ်တယ်။အဲ့ဒီမြစ်တွေအားလုံးကအာတိတ်သမုတ်တရားတွေကို စီးဝင်ကြတယ်။အဲ့ဒီဒေသမှာ စီးစစ်နေတဲ့အဓိကမြစ်တွေကတော့ Ord မြစ်၊ Yenisei မြစ်နဲ့ Lina မြစ်တို့ပဲဖြစ်ကြပါတယ်။ Ord မြစ်၊ Ord မြစ်ကဆိုလို့ရှိရင်သူက Altai တောင်တန်းမှာ မြစ်ဖြားခံပြီးတော့စိုက်ဘီးရီးယားအနောက်ပိုင်းကို ဖြတ်ပြီးတော့သူကအော့ပင်လေခွေတဲ့စီးဝင်ပါတယ်အဲ့ဒီအော့နစ်ကဆိုလို့ရှိရင်3650ကီလိုမီတာရှိတယ်ကဘာပေါ်မှာတတ်တမမြောက်ရှည်ဆုံးမြစ်တစ်ခုလည်းဖြစ်တယ်အဲ့ဒီအော့နစ်ရဲ့အကြီးဆုံးမြစ်လက်တက်ကတော့အာတစ်မြစ်ဖြစ်ပါတယ်ပြီးတော့ယန်နီစေမြစ် ရန်နီစေမြတ်ဆိုလို့ရှိရင်3488ကီလိုမီတာရှိတယ်။သူဟာအာရှတိုက်အတွင်းမှာရှိတဲ့အရှိဆုံးမြစ်တွေထဲမှာတစ်ခုအပါဝင် ဖြစ်တယ်။အဲ့ဒီရန်နီစေမြတ်ဆိုလို့ရှိရင်မွန်ဂိုလီးယားမှာမြစ်ဖြားခံပြီးတော့ရုရှားအလဲပိုင်းကိုဖျက်ပြီးရခါသူကကာရာပင်လယနေတဆင့်အတိတ်သမုတ်တရားတွေကို စီးဝင်ပါတယ်။ ပြီးတော့လီနာမြက်လီနာမြက်อ่ะဆိုလို့ရှိရင်4482ကီလိုမီတာရှိတယ်။သူဟာရုရှားနိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပြီးတော့အာရှတိုက်မှာတတိယမြောက်ရှေ့ဆုံးမြစ်တစ်ခုလည်းဖြစ်တယ်။အဲ့ဒီလီနာမြက်อ่ะဆိုလို့ရှိရင်เนาะစိုက်ဘီးရီးယားအလယ်ပိုင်းတောင်ဘက်မှာရှိတဲ့ဘိုက်ကယ်တောင်တန်းတွေမှာ မြဖြားခံပြီးတော့အာတိတ်သမုတ်တရားတဲ့ကိုစီးဝင်ပါတယ်။အလဲပိုင်းတောင်တန်းဆုံးရေစင်းဒေတာအဲ့ဒီရေစင်းဒေတာကတော့တဲ့အာတိတ်သမုတ်တရားရေစင်းဒေတာရဲ့တောင်ဘက်မှာရှိတယ်။နော်အဲ့တောင်ဘက်မှာရှိတဲ့အနာတိုလီးယားကုန်းမြစ်နော်ဒီမှာဆီယမတို့ AP လို့အနာတိုလီးယားကုန်းမြစ်လေးကိုဖော်ပြထားတယ်။အဲ့ဒီအနာတိုလီးယားနေပြီးတော့သူကအရှိတ်ဘက်မှာရှိရဲ့ မန်ချူရီးယားအထိကို ကျယ်ဝန်းပါတယ်အနောက်မြောက်ပိုင်းမှာသူကကုန်းတွင်းရေစင်းအဖြစ်နဲ့ဆိုရင်နော်ကက်စပီယန်ပင်လယ်အေရယ်ပင်လယ်နဲ့ဘောလ်ကက်ရှေးအိုင်နေရှိကြပါတယ်ဆာဒါယာမြစ်နော်အဲ့ဆာဒါယာမြစ်啊ဆိုလို့ရှိရင်2212ကီလိုမီတာရှိတယ်။သူကဥစ်ဘက်ကစ္စတန်မှာနာရာနဲ့ ကာရာမြစ်တို့ပေါင်းစုံရာနေပြီးတော့စတင်ဖြစ်ပေါ်လာပြီးတော့သူကအေရပင်လေတဲ့ကိုစီးဝင်มาတယ်ပြီးတော့အမူဒါရာမြစ်အဲ့ဒီအမူဒါရာမြစ်ဟာ2400ကီလိုမီတာရှိတယ်သူကအလဲပိုင်းအာရှရဲ့အရေးပါတဲ့မြစ်တစ်ခုလည်းဖြစ်တယ်သူကတာဂျစ်ကစ္စတန်နိုင်ငံမှာရှိတယ်နော်ပါမီယာတောင်တန်းတွေမှာမြစ်ဖြားခံပြီးတော့အေရပင်လေတဲ့ကိုစီးဝင်มาတယ် ဒီမှာပါမီယာတောင်ထုံးတွေကိုဆီမှာတော့ PK နဲ့ဖော်ပြထားတာဖြစ်တယ်။ပြီးတော့ယူရမြစ်ယူရမြစ်啊ဆိုလို့ရှိရင်2428ကီလိုမီတာရှိတယ်။သူ啊အာရှတိုက်နဲ့ဥရောပတိုက်မှာနန်နမိတ်မြစ်အဖြစ်เนาะဖြတ်သန်းစီးဆင်းနေပြီးတော့သူ啊ယူရတောင်တန်းမှာမြစ်ဖြားခန့်တယ်။အဲ့ဒီမှာမြစ်ဖြားခန့်ပြီးတော့သူ啊ဒီကက်စပီယန်ပင်လယ်တဲကိုစီးဝင်တယ်။ ရေအိုင်နေရာဆိုလို့ရှိရင်တဲ့အဲ့ဒီကုန်းတွင်းရေစင်းဒေတာရဲ့အဓိကလက္ခဏာတွေဖြစ်ကြပါတယ်အိန္ဒိယသမုတ်တရာရေစင်းဒေတာအိန္ဒိယသမုတ်တရာရေစင်းဒေတာဟာအနောက်ဘက်မှာရှိတဲ့တိုက်ဂရစ်မြစ်နဲ့ယူဖရက်တီမြစ်ခြိုက်ဝန်းအဲ့ဒီကနေပြီးတော့အလဲပိုင်းအိန္ဒူမြစ်နဲ့ဂင်းဂါမြစ်မြမပုဒ္ဒရာမြစ် ဧရာဝတီမြစ်တန်လွင်မြစ်အဲ့ဒီမြစ်တွေနဲ့အရှိတောင်ဘက်မလေးကျွန်းဆွယ်မှာရှိတဲ့เนาะမြစ်တွေအထီကိုကျယ်ပြန့်စွာပါဝင်တယ်ယူဖရက်တီမြစ်အဲ့ဒီယူဖရက်တီမြစ်ဟာ2800ကီလိုမီတာရှိတယ်သူကအနောက်အာရှရဲ့အရှိဆုံးမြစ်တစ်ခုလည်းဖြစ်တယ်အဲ့ဒီမြစ်ကတူရကီအရှိတ်ဘက်ကုန်းမြစ်မှာ စတင်ပြီးတော့သူကမြဖြားခံတယ်ပြီးလို့ရှိရင်သူကဒီ Syria ကိုဖျက်တယ် Syria ကိုဖျက်ပြီးတော့ Iraq မှာသူကတိုက်ဂရစ်မြစ်နဲ့ပေါင်းစုံတယ်ပေါင်းစုံပြီးတော့မှသူကပါရှန်ပင်လယ်ခွေတွေကိုစီးဝင်တယ်တိုက်ဂရစ်မြစ်တိုက်ဂရစ်မြစ်ဆိုလို့ရှိရင်เนาะ1850ကီလိုမီတာရှိတယ်သူကဟာဇာရေအိုင်မှာမြဖြားခံပြီးတော့တူရကီ Syria နဲ့ အီရတ်နိုင်ငံတွေကိုဖြတ်သန်းစီးဆင်းပြီးတော့သူကပါရှန်ပင်လယ်ကွေ့တဲ့ကိုစီးဝင်တယ်။အဲ့ဒီယူဖရတီနဲ့တိုက်ဂရိတ်မြစ်တွေရဲ့မြဝန်းဒေသတွေဟာဆိုလို့ရှိရင်တဲ့ကမ္ဘာရှေ့အကြဆုံးရင်ကျေးမှုတွေစတင်ထွန်းကားတဲ့နေရာတွေလည်းဖြစ်ပါတယ်တဲ့။တောင်အာရှမှာရှိတဲ့အိန္ဒူမြစ်အဲ့ဒီအိန္ဒူမြစ်က3200ကီလိုမီတာရှိတယ်။ ကဘာပေါ်မှာအရှိဆုံးမြစ်တီထဲမှာတစ်ခုအပါဝင်ဖြစ်တယ်။အဲ့ဒီအိန္ဒူမြစ်ဆလို့ရှိရင်သူကတိဘက်ကုန်းမြစ်မှာစပြီးတော့မြစ်ဖြားခံတယ်။ပြီးတဲ့အခါကျတော့တရုတ်အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတွေကိုဖြတ်သန်းပြီးတော့အာရေဗျပင်လယ်ထဲကိုစီးဝင်တယ်။အဲ့ဒီအိန္ဒူမြစ်ဝမ်းဒေသဆလို့ရှိရင်တဲ့အိန္ဒူမြစ်ဝမ်းယဉ်ကျေးမှုတွေထွန်းကားခဲ့တဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ခင်းကမြစ်အဲ့ဒီခင်းကမြစ်ကတော့2525ကီလိုမီတာရှိတယ်။သူဟာဟိမဝန္တာတောင်ထမ်းမှာမြစ်ဖြားခံပြီးတော့အိန္ဒိယနဲ့ဘင်္ဂလားရှ်နိုင်ငံမှာရှိတဲ့เนาะခင်းကမြစ်ဝမ်းလွင်ပြင်ကိုဖြတ်သန်းပြီးတော့ဘင်္ဂလားပင်လယ်အော်ထဲကိုစီးဝင်တယ်။ခင်းကမြစ်ရဲ့အကြီးဆုံးမြစ်လက်တက်ကတော့ဂါဂါရာမြစ်လက်တက်ဖြစ်ပါတယ်။ ်မြန်မာပုတ္တရမြစ်မြန်မာပုတ္တရမြစ်ကတော့2900ကီလိုမီတာရှိတယ်။သူကဟိမဝန္တာတောင်တန်းကြီးရဲ့နော်မြောက်ဖက်မှာစတင်မြစ်ဖြားခံပြီးတော့တရုတ်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပြီးတော့လေသူကလည်းဘင်္ဂလားပင်လယ်အော်တဲ့ကိုစီးဝင်ပါတယ်။အေယာဝရီမြစ် အေယာဝတီမြစ်ကတော့2180ကီလိုမီတာရှိတယ်။သူကမြန်မာနိုင်ငံရဲ့အရှိဆုံးမြစ်ဖြစ်တယ်။အေယာဝတီမြစ်ဟာမေခနဲ့မလိခမြစ်တွေပေါင်းစုံပြီးတော့မှစတင်ဖြစ်ပေါ်လာပြီးတော့သူကလည်းကပ်ပလီပင်လယ်ထဲကိုစီးဝင်တယ်။ပြီးတော့တန်လွင်မြစ်တန်လွင်မြစ်ကတော့2135ကီလိုမီတာရှိတယ်။သူကတိဘက်ကုန်းမြစ်မြစ်တွေမှာမြစ်ဖြားခံတယ်။တရုတ်နိုင်ငံမြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကိုဖြတ်သန်းစီစဉ်ပြီးတော့သူကလည်းကပ်ပလီပင်လယ်ထဲကိုစီးဝင်ပါတယ်ပစိဖိတ်သမုတ်တရားရေစင်းဒေတာပစိဖိတ်သမုတ်တရားရေစင်းဒေတာမှာအဓိကစီစဉ်တဲ့မြစ်တရားတော့အမှုမြစ်ဟွမ်ဟိုဓမ္မမဟုတ်မြစ်ဝါမြစ်လို့ခေါ်တဲ့မြစ်ရန်စီမြစ်စီကြံမြစ်နဲ့မဲခေါင်မြစ်တို့ပဲဖြစ်ကြပါတယ်အဲ့ဒီမြစ်တရား ုံသွေးရဲလမ်းကြောင်းအဖြစ်အဖိုးတံမိမဲ့လို့လေတဲ့အဲ့ဒီမြစ်ကြောင်းနေမှာရေမော်တွေရှိတယ်အမှုမြစ်ဟာဆိုလို့ရှိရင်2824ကီလိုမီတာရှိတယ်သူကမွန်ဂိုလီးယားမှာမြစ်ဖြားခံပြီးတော့တရုတ်နိုင်ငံရုရှားနိုင်ငံတွေကိုဖြတ်တန်းစီးဆင်းပြီးတော့တာတာရီရေလက်ကြားအနေနဲ့တဆင့်သူကပက်စိဖိတ်သမုဒ္ဒရာထဲကိုစီးဝင်တယ် ဟွမ်ဟိုဒါမှမဟုတ်မြို့ဝမြို့လို့ခေါ်တဲ့မြို့ရဆိုရင်9464ကီလိုမီတာရှိတယ်။အဲ့ဒီမြို့ဟာအာရှတိုက်မှာဒုတိယအရှည်ဆုံးမြို့ဖြစ်တယ်။တိဘက်ကုန်းမြင့်ရဲ့အရှိတ်ဘက်မှာရှိတဲ့ဘရန်ဟာတောင်တန်းမှာ မြစ်ဖြားခံပြီးတော့ပစိဖိတ်သမုဒ္ဒရာထဲကိုစီးဝင်နေ။အဲ့ဒီမြစ်ရဲ့အမြစ်အလယ်ပိုင်းမှာဆိုရင်ရေမော်တွေများစွာရှိပြီးတော့မြစ်ချင်းတွေလည်းများစွာရှိတယ်။ မြစ်အောက်ပိုင်းဟာနော်လွေမြင်းတွေကိုဖြတ်သန်းပြီးတော့စီးစင်းရတဲ့အတွက်ကြောင့်မလို့မြစ်ချောင်းတွေပြောင်းလဲပြီးတော့နုံးတာတွေကို ဖြစ်ပေါ်စေတယ်အဲ့တော့မြစ်ဝကျိုးမော်တွေဟာနော်ပင်လယ်ဘက်ကိုတိုးချဲ့နေပါတယ်တဖြည်းဖြည်းနဲ့ခွန်ဟိုဓမ္မမဟုတ်မြစ်ဝမြစ်ဟာတဲ့တရုတ်ရင်ကျေးမှုစတင်ထွန်းကားတဲ့နေရာလေဖြစ်ပါတယ်တဲ့ရန်စီမြစ်ရန်စီမြစ်ကတော့ကီလိုမီတာ6000ကျော်ရှိတယ် တရုတ်နိုင်ငံနဲ့အာရှမှာ အရှိဆုံးမြစ်ဖြစ်ပြီးတော့ကမ္ဘာပေါ်မှာဆိုရင်တတိယမြောက်အရှိဆုံးမြစ်ဖြစ်တယ်။အဲ့ဒီရန်စီမြစ်အားဆိုလို့ရှိရင်သူကတိဘက်ကုန်းမြစ်မှာမြစ်ဖြားခံပြီးတော့ပစိဖိတ်သမုဒ္ဒရာထဲကိုစီးဝင်တယ်။ပြီးတော့စီကြံမြစ်စီကြံမြစ်ဟာ1958ကီလိုမီတာရှိတယ်။တရုတ်နိုင်ငံယူနန်ကုန်းမြစ်မှာသူကမြစ်ဖြားခံတယ်။ပြီးတော့ဘေကြံမြစ်နဲ့ ဒုံကျံမြစ်တို့ပေါင်းစုံပြီးတော့ပလဲမြစ်အဖြစ်နဲ့သူကစီးစင်းပြီးတော့တောင်တရုတ်ပင်လယ်ထဲကိုစီးဝင်တယ်။မဲခေါင်မြစ်မဲခေါင်မြစ်ကြတော့4350ကီလိုမီတာရှိတယ်။အရှိတောင်အရှမှာဆိုရင်အရှိဆုံးမြစ်တစ်ခုဖြစ်တယ်။သူဟာတိဘက်ကုန်းမြစ်အလဲပိုင်းမှာရှိတဲ့တန်ဂူလာတောင်တန်းနေပေါ်မှာမြစ်ဖြားခံပြီးတော့တရုတ်မြန်မာလာအိုထိုင်းကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ကိုဖြတ်တန်းစီးစင်းလာပြီးတော့တောင်တရုတ်ပင်လယ်ထဲကိုစီးဝင်มาတယ်။ဆီမားတို့အခုအရှတိုက်ရဲ့เนาะရေစင်းအကြောင်းကိုเนาะလေးလာပြီးတဲ့အခါမှာအဓိကအချက်တွေအနေနဲ့ဆီမားပြန်ပြောပြရမယ်ဆိုရင်အရှတိုက်မှာရေစင်းဒေသကြီးက၄ခုရှိတယ်။အတိတ်သမုတ်တရားရေစင်းဒေတာဆိုလို့ရှိရင်အာရှတိုင်မြောက်ပိုင်းမှာရှိတဲ့တူတောင်းနဲ့မြစ်တွေ နော်စိုက်ဘေးရီးယားလွင်မြည်ကြီးပေါ်မှာရှိတဲ့ရှည်လျားတဲ့မြစ်တွေမြစ်ဝမ်းလွင်မြည်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။အဲ့ဒီဒေသမှာ စီးစစ်နေတဲ့အဓိကမြစ်ကတော့ Ot မြစ်နဲ့ Yenise မြစ်လီနာမြစ်တို့ပဲဖြစ်ကြပါတယ်။အလဲပိုင်းတောင်တန်းဆုံးရေစင်းဒေသကတော့အာတိတ်သမုတ်တရားရေစင်းဒေသရဲ့တောင်ဘက်မှာရှိရယ်အနောက်မြောက်ပိုင်းမှာဆိုလို့ရှိရင်ကုန်းတွင်းရေစင်းအနေနဲ့ကက်စပီယန်ပင်လယ် အရပင်းလယ်နဲ့ဘောလ်ကက်ရှိအိုင်နေရှိကြတယ်။အိန္ဒိယသမုတ်တရာရေစင်းဒေသကတော့အနောက်ဘက်မှာရှိတဲ့တိုက်ဂရစ်နဲ့ယူဖရက်တီးမြစ်ခြိုက်ဝမ်းကနေပြီးတော့အလဲပိုင်းမှာရှိတဲ့အိန္ဒူမြစ်၊ဂင်းငါမြစ်၊ဗမာပုတ္တရာမြစ်၊အေယာဝရီမြစ်၊တန်လွင်မြစ်နော်မဲကောင်မြစ်နဲ့အရှိတောင်ဘက် မလေးကျွန်းဆွယ်မှာရှိတဲ့မြစ်တွေအထူးကျယ်ပြန့်စွာပါဝင်ပါတယ်။ပစိဖိတ်သမုတ်တရာရေစင်းဒေသမှာ အဓိကစီးစင်းနေတဲ့မြစ်တွေကတော့အမူမြစ်၊ဟွမ်ဟိုဒါမှမဟုတ်ရင်မြစ်ဝါ၊နော်ရာစီမြစ်၊စီကြံမြစ်တို့ ဖြစ်ကြပါတယ်။အခုသင်္ကန်းစာကိုခလေးတို့လေ့လာတဲ့အခါကျရင်နော်ပုံလေးမှာ မြစ်တွေကိုသေချာရှာပြီးတော့နော်လေ့လာမယ်ဆိုလို့ရှိရင်ခလေးတို့မှတ်သားရတာလွယ်ကူမှာဖြစ်တယ်နော်ပုံလေးတွေမှာလိုက်ပြီးတော့ မြဖြားခံတဲ့ဒေသတွေကိုလည်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကလေးတို့ပို့ပြီးတော့မှတ်မိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံကိုလည်းတည်တည်ချာချာနော်လေးလာပါဒါမှပဲလေ့ကျင့်ခန်းတွေကိုဖြည့်ဆို့နိုင်မှာဖြစ်တယ်နော်ဆရာမတို့ဒီမှာနမူနာလေ့ကျင့်ခန်းအနေနဲ့နော်နံပါတ်၁မှာမှန်မှမေးခွန်းတွေကိုဖြည့်ရမှာဖြစ်တယ်အဲ့ဒါလေကလေးတို့ပုံလေးတွေနဲ့တည်တည်ချာချာလေ့လာထားမှဆိုရင်ဒီလေ့ကျင့်ခန်းကိုလွယ်လွယ်ကူကူနဲ့ဖြည့်နိုင်မှာဖြစ်တယ် နော်နံပါတ်1မှာလည်းအဖြစ်မှရွေးတဲ့မေးခွန်းကိုဖြည့်ဆိုမယ်ဆိုလို့ရှိရင်လည်းသင်္ကန်းစာကိုတည်တည်ချာချာဖတ်ထားမယ်ဆိုလို့ရှိရင်ဖြည့်ဆိုနိုင်မှာဖြစ်တယ်။နံပါတ်3မှာတော့ဆရာမတို့ကကွက်လက်ကိုဖြည့်ဆိုရမှာဖြစ်တယ်။နော်ကွက်လက်ဖြည့်မေးခွန်းမှာလည်းပုံလေးမှာကလေးတို့ထောက်ပြီးတော့လေ့လာထားမယ်ဆိုလို့ရှိရင်ဘယ်မြစ်ဟာဘယ်မှာမြစ်ဖြားခံနေဆိုတာလေးကိုမျက်စိထဲမှာပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်။နံပါတ်4ကတော့ဆရာမတို့က မေကွန်းတို့မှတ်စုနော်9မှ10မှတ်တန်ကိုဖြည့်ဆို့ရမှာဖြစ်ပြီးတော့နံပါတ်5ကတော့မေကွန်းရှေ15မှတ်တန်ကိုဖြည့်ဆို့ရမှာဖြစ်ပါတယ်လိုအပ်လို့ရှိရင်ပုံကိုထည့်ဆွဲရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်